ားလုံးပဲမင်္ဂလာပါဘောလုံးချင်းကြီးကိုလည်းနေကောင်းကြမှာချမ်းသာကြပါစေချန်ပီယံလိပွဲစဉ်ကြီးရှိတယ်ပေါ့နော်ကာလာတာဆာရီနဲ့ဘိုဒိုဂလင်းတို့ရဲ့ပွဲစဉ်မှာတော့အင်ရှင်အသင်းဖြစ်တဲ့ကာလာတာဆာရီကတလုံးတည်းဘူဝန်ကြီးတောင်းလုံး20ရှုံးပေးထားပါတယ်မြန်မာစံတော်ချိန်17:55မှာကစားမယ်ပေါ့နော်ဒါကာလာတာဆာရီဆိုတာကတော့ကိုလုံးကပြည်တယ်ပေါ့နော်ဒါတူတကီကဒနာမဲကြီးအသင်းဖြစ်တဲ့ကစားသမားတွေအနေနဲ့တော့ဒါသူတို့ရှိမှာတော့ဒါဘီတာအိုစီမန်တို့ဂန်ဒွန်ကန်တို့စာနေတို့ပေါ့နော် Yalmes တို့ Onatite ဆက်မှာဆိုရင်ကိုသမားလည်းကောင်းတယ်သူတို့ဟာပေါ့နော် Perfect က Broglie ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အဓိကဒါသူတို့ကတော့ Tight စကစားဟန်ပေါ့နော် Go twin မယ် Go ပြန်ပေးမယ်သူဒါ Garnata Sari short ထားတဲ့ Champion League ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်အင်ကွဲမှာ Liverpool ဝင်စီးနဲ့နိုင်တယ်ပေါ့နော်အဝေးကွက်မှာတော့ Frankfurt ကို5-1နဲ့ရှုံးထားတယ်ပေါ့နော် Granada Sarri ရဲ့တိုက်စစ်ကဂိုးတွေတောက်လျှောက်ရတယ်ပေါ့နော်သူတို့ဘူးမရတဲ့ပွဲဆိုတာမရှိကြတော့ရှားတယ်နော်ဈေးစီးနဲ့ပြီးတာတို့ ကိုမရပဲရှုံသွားတာတို့ရှုံလိုက်တော့ကိုအတွင်းကို တွင်းနေဗျာအဲ့တော့ဒါစာရီရဲ့အနည်းဆုံးတကူကနေငကူထဲမဲ့အနေထားမျိုးမှာရှိတယ်ဗောနော်တစ်ဖက်ကဘိုရိုဂလင်းကိုကြည့်လိုက်မယ်ဆိုရင်ဘိုရိုဂလင်းကလည်းချန်ပီယံလိနဲ့ပွဲလုံးတည်းကြီးဆော့ထားတယ်ပြီးတော့ဒါနော်ဝေလစ်မှာဆိုလဲသူတို့ကတော်တော်လေးကောင်းတယ်တောက်ရှောင်းနိုင်ပွဲတွေတွေ့တယ်ရှုံထားတာတော့သူတို့ကတော်တော်ကြာပြီဗောနော်ရှုံမဲ့မကြုံတာတော်တော်ကြာပါပြီတောက်ရှောင်းကူတွေရတယ်ကျွန်တော်ထင်တယ်ဘိုရိုဂလင်းကလည်းအနည်းဆုံးတကူလောက်တော့ရမယ်ပုံစံမျိုးမှာရှိတယ်ဗောနော်ဒီပွဲတွေမှာဖွင့်ထားတာတော့ Karata Sari အနက်56ပြတေးကို4.5 Borderline အနက်ကို4.7ကျွန်တော် BTT SCS ကြိုက်တယ်ဗောနော် Boating to Score Yes အတင်းလုံးကိုသွင်းတယ်ဗောနော်ပြီးရင်တိုက်စစ်မှာတော့ဗောနော်တလုံးတေးဆိုတော့ကျွန်တော် Borderline ပဲကြိုက်တယ်ဗျာ Borderline ရဲ့ဒါ attacking ဗောနော်ကျွန်တော်ကြိုက်တယ်ပြီးလို့ရှိရင်ဒါ BTT SCS ကြိုက်တယ်တကယ်လို့ကျွန်တော် wine swap မှာဆိုရင်တော့ over 2.5ကိုရိုက်ရှင်လဲရိုက်ကြည့်မလားကောင်းလုံးကတော့ကောင်းလုံးထိတော့ကျွန်တော်စိုက်ပါတယ်ကောင်းလုံးလဲကြော်ရင်ကြော်သွားနိုင်ပါတယ်ဒီပွဲကပေါ့နော် နောက်တစ်ပွဲကတော့ဒါအတလီတီကိုဘီလ်ဘာအိုနဲ့ကွာရာဘတ်တို့ရဲ့ပွဲစဉ်ဖြစ်တယ်။အင်ရှင်အသင်းပစ်တဲ့ဘီလ်ဘာအိုကနှလုံးတရာနဲ့ဂူပေါင်းကြီး၃လုံးတရည်နီးပါးလောက်ပေါက်ထားတာတွေ့ရတယ်ဗောနော်။ဘီလ်ဘာအိုအတင်းကတော့ဒီနေ့မှတော်တော်လေးရလဒ်ဒီဇိုင်းနေတယ်ဗောနော်။ဒါဒါလီဂျာမှာဆိုလို့ချန်ပီယံလိမှာဆိုရင်လည်းသူတို့အဆင့်၃၅မှာရှိတယ်။ကွာရာဘတ်ကတော့၅ပွဲလုံးနဲ့နိုင်ထားတယ်ဗောနော်။အဆင့်၇မှာရှိတယ်။ရာဂူ၅ခု၊ပေကူ၅ခုဗောနော်။ဒါဘီလ်ဘာအိုအတင်းဆော့ထားတဲ့ချန်ပီယံလိပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဂျောင်းမွန်ဖိုးဝါနဲ့ရှုံးတယ်လို့ အဖေနဲ့တူစီနဲ့အင်ကွန်မန်ရှုံးထားတယ်ဗောနော်ဒါရှုံးသွားတယ်တော့ရှောက်ကြုံနေတယ်ဗောနော်ဒါလာလီကဘက်မှာကြည့်မယ်ဆိုရင်မာယော့ကာကိုအင်ကွန်မန်တူဝန်းနဲ့နိုင်တဲ့ LC ကိုတေးရီဆော့ထားတယ်ဗောနော်ကစားအားတွေကြားတယ်ကစားအားတွေတအားကြားနေတယ်တွေ့ရတယ်တိုက်စစ်ကလည်းဂူရန်ကိုနည်းနည်းရောင်းခတ်နေရတာတွေ့ရတယ်ဗောနော်ဒီဘက်ကကွာတာဘက်ကိုကြည့်မယ်ဆိုရင်ချန်ပီယံလင်းမှာဘယ်အသင်းနေနိုင်ထားတယ်ကြည့်ရမှာဆိုလို့ရှိရင်တော့ဒါဘန်ဘီကာကို3တူးနဲ့နိုင်တယ်ကိုပင်ဟေဂွန်တူစီနဲ့နိုင်တယ်ဗောနော်ခန်းစစ်ကိုအရင်ဦးစားပေးတယ်တိုက်စစ်လည်းကောင်းတယ်ကွာတာဘက်က ။ဒါဘီလဘာကိုအတင်းနဲ့အနည်းဆုံးသူ့အိမ်ဝင်တော့ဖြစ်နေတယ်ဆိုပေမဲ့တကူတော့ရမလို့ကျွန်တော်တွက်ထားတယ်ပေါ့နော်။တကူကနဲ့ငကူအထိပေါ့နော်။တကူကဖြစ်နိုင်ချေများတယ်နော်။ကော်ရာဘတ်နဲ့တကူတော့ဖြစ်မယ်လို့ထင်တယ်။1121ပေါ့နော်ဒီပုံစံမျိုး။ဒီပွဲစဉ်မှာတော့အရှင်ဘီလဘာကိုအနိုင်ကို33ပြားပေါ့နော်။33ပြားဆိုရင်အနည်းဆုံးတူစီနဲ့နိုင်ရမယ်ပေါ့နော်။ကိုကြီးနဲ့နိုင်တရားနိုင်မယ်တကယ်လို့31ဖြစ်ရမယ်ဘောနော်ဘူပေါင်းအပေါ်ဖြစ်ချင်တာ31တရေကို90စနဲ့ကွာရာဘတ်အနံကိုကိုးစားပေးထားရဗျာဘလိုပဲနေနေကျွန်တော်ကွာရာဘတ်ပဲစိုက်တယ်ဗျာကွာရာဘတ်နဲ့ဂိုးအောင် ဒီလက်ရှိအနေချားမှာတော့ဒါကွာရာဘတ်ပဲတားတယ်ဒါပေမဲ့ကစားသမိုင်းအင်အားနဲ့ဒါ market value ဘိုင်းမှာတော့ဒါဘီလ်ဘောအကင်းအများကြီးတားတယ်ဗောဗျာနောက်တစ်ပွဲကတော့ real madrid နဲ့ juventus တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်မြန်မာစံတော်ချိန်ညတနင်္ဂနွေပွဲမှာကမ်းမယ်ဒါဒီ real madrid ကတလုံး30ရှင်ကူပေါင်းစီ3လုံးတရင်ကြီးပါးကပေါက်ထားတာတွေ့ရတယ်ဗောနော်ကျွန်တော်တရက်ကြူမဲ့ပြီးလောက်တယ်ဗောနော်ဒါဂိုးပေါင်းကြီးတွေ body ကြီးတွေအချိန်မြေးပြောင်းနေတာဗောနော်နေ့ကကျွန်တော် ဘာစီလိုနာပွဲဆိုနှလုံးတည့်ကြီးကျွန်တော်ကြည့်တဲ့အချိန်အခုဆိုရင်နှလုံး90တိုင်းနှလုံး40တိုင်းတော့မှတာဆော့ဟန်ဒီမှာပြောင်းသွားတာတော့ကြည့်ရတာပေါ့နော်။ဒါတေဘယ်မှာဆိုရင်ရီယယ်မက်တစ်ကလည်းအစင်းနှစ်မှာရှိတဲ့6မှတ်ရထားတယ်။ဂျူဗင်တက်ကတော့ဒါနှစ်ပွဲလုံးတည့်ကြီးကြားထားတဲ့အတွက်နှစ်မှတ်ရထားရပေါ့နော်။ခြေစွမ်းကိုကြည့်လိုက်ပေါ့နော်။ရီယယ်မက်တစ်အတင်အတာတိုက်စစ်ကဂိုးတွေတောက်လျှောက်လာလီဂါမှာပဲကြည့်ကြည့်ပေါ့နော်။သူတို့ဂိုးမရတဲ့ပွဲမရှိဘူး။သူတို့ဆော့ထားတဲ့ချန်ပီယံလစ်လာလီဂါတောက်လျှောက်တွေဂိုးတွေရထားတယ်။ တို့တော့နောက်ဆုံးနိုင်ခဲ့တာကတော့ဒါဂီတာဖေးကိုဝမ်းသီးနဲ့နိုင်ပြီးကြည့်ရှုံထားတယ်ပေါ့နော်။အိမ်ဝင်ပွဲစဉ်တွေမှာဆိုတော့ဘီလာရီယဲကိုနိုင်တယ်။ဒါချန်ပီယံလင်းမှာဆိုရင်တော့ကိုင်ရက်ကိုအဝေးဘက်မှာ5ဇီနဲ့နိုင်တယ်။မာဆေးကို2ဝမ်းနဲ့နိုင်တယ်ပေါ့နော်။တစ်ဖက်ကဂျူဗင်တက်အတင်းကိုကြည့်မယ်ဆိုရင်ဂျူဗင်တက်အကင်းကတော့နောက်ဆုံးနိုင်ပွဲပေါ့နော်6ပွဲဆက်ပျောက်ထားတယ်ပေါ့နော်။ဒေါ်မွန်ပွဲကလည်းစပြီးမှဒီကူမိုရှုံးတဲ့ ठी ပေါ့နော်။ကျွန်တော်ထင်တယ်ရုံးကန်နေရတယ်လို့ပုံမှန်မျိုးမှရှိတယ်ပေါ့နော်။သူတို့ဆော့ထားတဲ့ချန်ပီယံလင်းနှစ်ပွဲမှာဆိုလည်းနှစ်ပွဲလုံးဂိုးတွေတွင်ပြီးမှတည်ရည်တွေဆော့ထားတယ်။တက်စစ်ကလည်းဂိုးတို့ကိုရဖို့တော့ နည်းနည်းရောင်းကန်နေရတဲ့သဘောမျိုးမှရှိတယ်ဗောနောနောက်ဆုံးသူတို့ဖောက်ခဲ့တာကြည်လိုက်ကြမီလန်စီစီကိုမိုတူးစီဗောနောတကူတော်မရခဲ့ဘူးဗောနောကအဝေးဝင်းပွဲစဉ်တွေဖြစ်နေတယ်ပြီးရင်ရီယယ်မက်ဒစ်ဗောနောဒါပေမဲ့တကယ်တမ်းဆိုတော့ကြီးရန်တလုံး30ရှုံးတော့များတော့များတယ်ဗောနောကျွန်တော်စိတ်ထဲမှာတော့အဲ့လိုခံစားရတယ်ဗောနောဂျပန်တက်ကလည်းကစားသမားကောင်းတွေရှိတယ်ဒီပွဲစဉ်မှာခွန်ထားတဲ့ Wins to Os ကိုကြည့်မယ်ဆိုရင် VR အနိုင်ကို45ပြတည်ရီကို4.5နဲ့ဂျပန်တက်အနိုင်ကို612ဆိုမှတော့ပေးထားတယ်ဗောနော react တင်းရတော့အနည်းဆုံးနှလုံးအောင်တော့ရမယ်လို့ထင်တယ်ကျွန်တော် ဘာလို့ real sort ထားတဲ့ပွဲတွေအကုန်လုံး England ပွဲတွေခြုံကြည့်လိုက်မယ်ဆိုရင် La Liga မှာပဲကြည့်ကြည့်ပေါ့နော်ဒါ Champion League မှာပဲကြည့်လိုက်ပေါ့နော်ဒါ England ပွဲစဉ်တွေမှာဆိုရင် Espanyol တို့အတင်းတော့တူးကြီးနေရတယ် Villarreal 3-1နဲ့ရတယ်ပေါ့နော်ဒါ Champion League မှာ Marseille ကို2-1နဲ့နိုင်တယ်ပေါ့နော်ကျွန်တော်စဉ်းစားရမှာက Juventus အတင်းကိုတွင်းလာမတွင်းလာတာပဲ Juventus ကိုတွင်းမှာဆိုရင်ပြေစာပေါ့ Real Madrid ချေချောမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာ Fernando Vance to Osport ကြီးကြီးမယ်ဆိုလို့ရှိရင် Juventus အနိုင်ကို ဒီပွဲစဉ်မှာ Fender Rance to of Paulo ကြည့်လိုက်ပါနော် V ရဲ့အနိုင်ကို45ပြားတရေကို4.5ပေါ့နော် Jupiter အနိုင်ကို6.2ဒါဝင်းမန်းကတော့တေချာသလောက်ရှိတယ်ပေါ့နော် VMA တက်နိုင်ဘူးပဲများပါတယ်အဲမှာ Jupiter တကူထဲလိုက်ရင်တော့ဒါကျွန်တော်2.1ပုံစံနဲ့ပြီးနေပြီးသွားနိုင်တော့ပေါ့နော်ကျွန်တော် Boating to Score Yes ဆိုက်တယ်ဗျာ Boating to Score Yes ဆိုက်တယ်တကယ်လို့ကျွန်တော်ညီကိုတော့ over 2.5ရိုက်ချင်တယ်ရိုက်ကြည့်ပါနော် over 2.5လည်းမဆိုးပါဘူးရမယ်ခြေက 9ခန်းနဲ့9ပြားလို့ရမယ်ပေါ့နော် over 2.5 BTTS CS guide ပေါ့နော်တကယ်လို့မြန်မာပေါက်ချင်းမှာဆိုရင်တော့ကျွန်တော် VR ပဲယူရမှာဖြစ်တယ်ပေါ့နော်အင်ကွန်းလည်းဖြစ်နေတယ်လက်ရှိ Juventus ရဲ့ခြေစွမ်းလည်းကျနေဆိုတော့ VMD ပဲယူရမှာဖြစ်ပါတယ်နောက်ထပ်တပွဲကတော့ Frankfurt နဲ့ Liverpool တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော် Liverpool အဝေးဝင်းကတလုံး30ရှုံးကိုပေါင်းကြီး360ရှုံးဆိုမှာပေးထားတယ် Frankfurt အသင်းကတော့ The Champions League မှာဆိုရင်အဆင့်16မှာရှိတယ် Liverpool ကအဆင့်19မှာရှိတယ်နှစ်သင်းလုံးတပွဲရှုံးတပွဲနိုင်ပေါ့နော် Liverpool အသင်း ဒါတော့တိတဲ့အတိုင်းပဲဘူတာအောင်ရှောက်ရလက်တွေစိုးနေတယ် Frankfurt ကိုကြီးလိုက်မယ်ဆိုရင် Frankfurt လည်းအလောက်ကြီးကောင်းနေတာမျိုးတော့မဟုတ်ဘူးဆိုပေမဲ့ Frankfurt က tight set ကဂိုးတခုရနိုင်တယ် tight fit ရှိရပေါ့နော်တို့ရှင်တို့ကိုမသွင်းနိုင်တဲ့ပွဲဆိုလို့ရှင်ဒါ Honestly ကမှ Bayern နဲ့ပွဲတစ်ပွဲလောက်ပဲရှိမှာပေါ့နော် Champion League မှာဆိုရင်လည်း Tico 5-1နဲ့ရှုံးတယ် Canada Sari ကို5-1နဲ့နိုင်ထားတယ်ပေါ့နော် Attacking ဦးစားပေးတဲ့အတွက်ဘိုးတွေကလည်းတလဟောကြီးတွင်းနေပေါ့နော်တလဟောကြီးတွင်းမှာလည်းဘိုးတွေ တစ်ဖက်ကလီဗာပူးကိုကြီးမဲ့တယ်ရလာတီလည်းယာရင်လည်းနောက်ဆုံးလေးဘွဲ့ဆက်လည်းရှုံးထားတယ်တိုက်ဆက်ကဂိုးတကူတော့ရတယ်ပေါ့နော်သူတို့အဲ့ဒီလေးဘွဲ့မှာဆိုတကူထက်အပိုတော့မှမတွင်ထား Frankfurt လည်းတကူတော့ရသွားမယ်ပုံမှန်မျိုးမှရှိတယ်ပေါ့နော်လက်ရှိလီဗာပူးရဲ့ခြေစွမ်းကြောင်းဒီပွဲစဉ်မှာခွင့်ထားတာတော့ Frankfurt အနိုင်ကို9ဆတေးရီကူ4ဆပွဲလီဗာပူးအနိုင်ကို96ပြတော့ပေးထားတယ်ကျွန်တော် Boating to score yes ໃຊတယ်ပြီး Frankfurt body ໃຊပါတယ် Frankfurt တကူရသွားမယ်လို့ထင်တယ်လီဗာပူးနိုင်ရင်လည်း2-1လို့ထင်တယ်ပေါ့နော် နောက်တစ်ပွဲက Chelsea နဲ့ Ajax ကပွဲစဉ်ဖြစ်တယ်ပေါ့နော် Chelsea ရဲ့နှလုံး40နဲ့ဂိုးပေါင်းကြီးတောင်းလုံး40ရှောင်းတို့မှပြထားတယ်ပေါ့နော်အ Chelsea အတင်းတော့ Champion League မှာဆိုရင်ဒါတပွဲနိုင်ဒါတပွဲကတော့ရှုံးထားတယ်ပေါ့နော်တစ်ဖက်က Ajax ကိုကြည့်မယ်ဆိုလို့ရှိရင် Ajax ကတော့ Champion League မှာ၅ပွဲလုံးရှုံးထားတယ်ပေါ့နော် Chelsea ရှုံးထားတာကတော့ Champion League မှာကြီးလိုက်မယ်ဆိုရင် Bayern 31နဲ့ရှုံးတယ်ပေါ့နော် Benfica 1-0နဲ့ကျစီရလဲတိုက်စစ်ကကောင်းနေပြဂိုးတွေကတောက်လျှောက်ရတယ်ဒါပေမဲ့တခါလေကျရင်နောက်တန်းနဲ့ခူသမားကြားထဲမှာအမားတွေထပ်ခါထပ်ခါလှုပ်တယ်ပေါ့နော် ဒုတိယပိုင်းဆိုပိုကောင်းတတ်တယ်ဗောနော်ချဲစီအတင်းအေဂျက်ကိုကြည့်မှဆိုရင်အေဂျက်အတင်းကလည်းဒါဗီဒွင်းလက်မှာဆိုရင်တော့ဒါတော်တော်လေးဗောနော်ရရက်တည်းရိုင်းနေတယ်နောက်ဆုံးပုံမွေးဖက်တယ်နေပျောက်နေတယ်ဗောနော်ရတာတော့တွေးရတယ်ဗောနော်ချန်ပီယံလိဘိုင်းမှာကြည့်မှဆိုရင်အင်တာမီလန်လည်းပူဂျီနဲ့ရှုံးထားသလိုမာဖေးလည်းပူဒီနဲ့ရှုံးထားတယ်ဗောနော်ကျွန်တော်ထင်တယ်ဒီပွဲထဲမှာချဲစီအတင်းအနည်းဆုံးနှလုံးတော့ထည့်မယ်လို့ထင်တယ်ဗောနော်အေဂျက်အတင်းကကန်ကောင်းမှပဲဂူရမ်းမဲ့သဘောမျိုးမှရှိတယ်ဗောနော် Vance to Osport ကြီးမှာဆိုရင် Chelsea အနံကို20နဲ့ ငါးပြားတေးကို6ဆောက်ခွဲအေချက်အနိုင်ကို9ဆောက်ခွဲပေးထားတယ်ပေါ့နော်အဲချဲစီအပင်အနည်းဆုံး2စီ3စီလို့ပဲကျွန်တော်တောင်းတထားတယ်ပေါ့နော်ဒီပွဲစဉ်မှာ protein news ကငိုးကြိုက်တယ်ချဲစီ body ကြိုက်တယ်ပြီးငိုးပေါင်းအောက်ကိုကြိုက်ပါတယ်တော့3စီပေါ့နော်3စီ2စီ3စီဒီလိုပဲဖြစ်ပေါ်များပါအဲ့ဘယ်ရဘိုင်ယန်နဲ့ကလပ်ဘူးဘူးစတိုရဲ့ပွဲစဉ်ဖြစ်တယ်ဗျာနော်ဘိုင်ယန်နှလုံး30ရှုံ9ပေါင်းကြီး၄လုံး60လံတော်တော်လေးပြင်းပါတယ်ပြေးတာဘိုင်ယန်ကတော့ဒီ ခြံမြန်လေးမှာဆိုအဆင့်တက်မှာရှိတယ်ရခုရှိကုန်နဲ့ပေးကုန်နဲ့ဘူးပေါ့နော်ရပ်ဘူးကတော့တပွဲနိုင်တပွဲရှုံးပုံမှန်အဆင့်74မှာတပိုင်ယံမျိုးနဲ့အတင်းဆော့ထားတဲ့ခြံမြန်လေးပွဲတွေကြီးလိုက်ပေါ့နော်ချဲစီကို31နဲ့နိုင်တဲ့ပါပို့စ်ကို51နဲ့နိုင်ထားတယ်ပေါ့နော်ဘိုင်ယံအတင်းရတိုက်စီကတော်တော်လေးကောင်းတယ်အနည်းဆုံးနှလုံးကနဲ့တောင်းကောင်းကြည့်ပေးနေဘဲအတင်းကမဆိုနှလုံးကတော့တေချာပေါ့ပင်မှာနှလုံးတဲ့အထက်မှာပဲရှိမယ်သူတလုံးသွင်းပြီးနိုင်တဲ့ပွဲကမရှိဘူးနော်နဲတဲ့ခုနောက်ပိုင်းပွဲတွေမှာအနည်းဆုံးနှလုံးတူတိုက်စီကမိုနက်စကီကမှလည်းကြီးလိုက်ပေါ့နော် ချန်ပီယံလေးမှာပဲကြည့်ကြည့်ပေါ့နော်နှလုံးကနဲ့၃လုံး၄လုံး၅လုံးပေါ့နော်ကလပ်ဘရူဂါကိုကြည့်လိုက်ကလပ်ဘရူဂါကလည်းတိုက်စစ်ကဂိုးတွေတောက်လျှောက်ရတယ်အတ္တလန်တာကိုပြီးဝါနဲ့ရှုံးတယ်မိုနာကို4-1နဲ့နိုင်တယ်ဒါမှမဟုတ်အဝေးခွင့်ပွဲစဉ်ဖြစ်နေတဲ့အတွက်ဝေးခွင့်မှာတော့တော်တော်လေးပေါ့နော်ဒါဘိုင်ယန်လိုအတင်းကိုရှင်နိုင်မှုကမပွဲဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီပွဲစဉ်မှာခွင့်ထားတာကတော့ဘိုင်ယန်အနိုင်ကို16ပြားသေးဖို့ခွင့်နဲ့စကလပ်ဘရူးအနိုင်ကို13စပေးထားတယ်ကျွန်တော်ဘိုင်ယန်အတင်းအနိုင်ကြိုက်တယ်ပြီးရင် ကူပေါင်းအပေါ်ကိုစိုက်ပါတယ်နောက်တစ်ပွဲကတော့မူနာကိုနဲ့စပါတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်အဝေးဝင်စပါ level 3ကနေကူပေါင်းလေး360နာရီပြေးထားတယ်စပါအတင်းကတော့ချန်ပီယံလစ်မှာတပွဲနိုင်တပွဲတကြီး၄မှအဆင့်30နောက်မူနာကိုအတင်းကတော့အဆင့်30မှာတပွဲတကြီးတပွဲရှုံးထိုင်းမှာတမတ်ကြရထားတယ်ပေါ့နော်မူနာကိုအတင်းဆော့ထားတဲ့ပွဲလေးကိုကြည့်လိုက်ပေါ့နော်ချန်ပီယံလစ်မှာဆိုလို့ရှိရင်မန်စီးတီးကိုတူတူဆော့တယ်ဘူဂါက4-1နဲ့ပေါ့နော်မူနာကိုကတိုက်စင်ကဂိုးတွေရတယ် ပြီးရင်ခံစိတ်တအားဆိုးတယ်သူခံစိတ်ကတော်တော်တိုးတယ်ဘိုးတွေပကုံပေးတာလိမ့်ပေးတာသူကခြေတွေလည်းတောက်လျှောက်ရှုံးခါတယ်ဗောနော်နင်းစကိုရှုံးတယ်အန်ကားကိုရှုံးခါတယ်ဗောနော်ဒါပြည်တွင်လက်မှာဆိုရင်စပါအသိန်းကိုကြည့်မယ်ဆိုရင်စပါအသိန်းကလည်းအက်စတိုမီလာကိုရှုံးထားတယ်ချန်ပီယံလက်မှာဆိုဘူရိုဂရင်းတီးဆော့တယ်ဗောနော်ပြီးတော့ဘီလာရီရဲ့ဝမ်ဇီနန်နဲ့လည်းကျွန်တော်ထင်တယ်နှစ်သင်းလုံးအပြန်လန်ဘိုးတွေထမ်းတဲ့သဘောမှရှိတယ်စပါအသိန်းကလည်းခြေကတိတ်မှန်တာမဟုတ်အနည်းဆုံးနှလုံးကနဲ့တစ်လုံးကနဲ့နှလုံးတော့ရမယ် မနာကိုတင်းရလဲတလုံးနဲ့နှလုံးထိရရဖို့များတယ်ဗောနော်ဒီပွဲစဉ်မှာ21222ဗောဗျာမနာကိုအနိုင်ကို3စသေးကို3.5စပနိုင်ကို2စဘူတင်းလူစကောရစ်ໃຊတယ်ပြီးလို့ရှိရင်ဂူမောင်းအကိုໃຊတယ်မနာကိုဘော်ဒီໃຊပါတယ်နောက်တစ်ပွဲကတော့စပိုတင်းနဲ့မာဆီလိုရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒီပွဲစဉ်မှာခဏလေးဘော်ဒီကြီးရတော့အင်ရှင်စပိုတင်းက level 40နဲ့ဘူပေါင်းကြီးတောင်းလုံးတည့်ရင်ဒီဘောင်းကဖောက်ထားတယ်ဗောနော်မာဆီအတင်းကတော့တုံမှန်ရထားတယ်စပိုတင်းကလည်းတုံမှန်ရထားတယ် ကကြည့်လိုက်မှာဆိုလို့ရှိရင် supported အတင်းပေါ့နော်သူ short ထားတာကတော့ champion league မှာ kai ရက်ကို4-1နဲ့နိုင်တယ်ပြီးတော့ napoli ကို2-1နဲ့ရှုံးတယ် supported အတင်းကတေးကြတယ် goal တွေတောက်လျှောက်ရတယ်ပေါ့နော်အနည်းဆုံးတစ်လုံးနဲ့နှလုံးကဲမယ်အင်ဝင်လည်းဖြစ်နေတယ်ပေါ့နော် marsi အတင်းကိုကြည့်လိုက်ပေါ့နော် marsi ကနောက်ဆုံး5ဘွဲ့ဆက် champion league အပါ5ဘွဲ့ဆက်သူတို့နိုင်ထားတယ်သူတို့တိုက်စစ်ကလည်း goal တွေရထားတယ်ပေါ့နော်နောက်ဆုံးသူတို့ရထားတဲ့ goal က ajax ကို၄လုံးထည့်တယ်မစ်ကို၃ခုထည့်တယ် လီဟာဘကို6လုံးထည့်ထားတယ်ဗောနတော်တော်ကြားနေတယ်တိုက်စစ်ဖြစ်တယ်ဗောနဒီပွဲစဉ်မှာဖွင့်ထားတဲ့ one to all sport ကြီးကိုကြည့်မယ်ဆိုရင် Asian အသင်းအနိုင်ကို2စတည်းကို3.7မာဖီအနိုင်ကို3စပေးထားတယ်ကျွန်တော်မာဖီ body ကြိုက်တယ် BTT SCS ကြိုက်တယ်ပြီးရင်ဂူပေါင်း3လုံးတည်းပေးထားတယ်ဗောနတကယ်လို့ကျွန်တော်ညီကိုပဲဒီလိုမြန်မာပေါ့ချင်းမှာဂူပေါင်း4လုံးဖြစ်မှာစားရမှာဗောနတကယ်လို့ကျွန်တော် one set မှာရိုက်မယ်ဆိုရင်တော့ BTT SCS နဲ့ over 2.5ကိုရိုက်မယ်ဆိုလို့ရှိရင်တော့ ပြား60လောက်ရမှာငါအဲ့လိုပုံစံလေးထိုးကြည့်ပေါ့ဗျာ online မှာ launch ကြည့်ပေါ့နော်နောက်တစ်ပွဲကတော့ Atlanta နဲ့ Slavia Prague က꽌ခင်ဖြစ်တယ်ဒီပွဲစဉ်လည်းအတူတူပဲတနင်္ဂနွေပွဲမှာကံမယ်ပေါ့နော်ဒါ Asian အသင်းကအလုံး30ရှုံးကောင်းကြီး330နိုင်ဆိုတာပေးထားတယ်ပေါ့နော်ဒီပေါ့ကြီးကပေါ့နော် Atlanta ပြက်ပြက်တာတာနိုင်ဖို့ခက်ခဲတဲ့ပေါ့ကြီးမျိုးပေါ့မြင်နေဒါမှမဟုတ် Slavia Prague ကလည်းခြေစွမ်းအဲ့လောက်ကြီးကောင်းတာမျိုးတော့မဟုတ်ပေါ့နော် Atlanta အသင်းကလည်းနောက်ဆုံးကပွဲဆက်ဒါတည်တည်ကြားထားတယ်ပေါ့နော် သူတင်ထားတဲ့ဂိုးတွေဆိုရင်ဒါကလပ်ဘလူးကို2-1ထားတဲ့ PSG ကို4-0နဲ့ရှုံးတယ်အင်္ဂလန်ပွဲစဉ်တွေမှာတော့မစိုးဘူးပေါ့နော်ဒါပေမဲ့ဂိုးများများဆဆရမလားပေါ့နော်တစ်လုံးနဲ့နှလုံးပေါ့နော်အခြားထဲမှာပဲရှိဖို့များတစ်ဖက်ကဟိုအဝေးခွင့်အသင်းကိုကြီးလိုက်မယ်ဆိုရင်ချန်ပီယံလိမှာအားရစရာတော့မကောင်းဘူးဘိုရိုဂိန်းကို2-2ပေါ့နော်အဝေးခွင့်မှာဆိုရင်နည်းနည်းလေးညံ့တယ်အင်တာမီလန်3-0ပေါ့နော်အခုကအီတလီကနောက်တဲ့ရင်းနဲ့ထပ်တွေ့တယ်ပေါ့နော်အင်တာထဲတော့အတလန်တာနည်းနည်းလေးနိုင်တယ်ပေါ့နော်ဒါတော့မှန်ပါတယ် ီပွဲစဉ်မှာခွင့်ထားတာကတော့ Wines to Osco ကြီးလိုက်ပေါ့နော်။ Atalanta အနံကို52ပြတေးကို4.7နဲ့ Slavia Prague အနံ6.5ပေးထားတယ်။ကျွန်တော်ကတော့ Botini score ဖြစ်ဖို့များတယ်လို့ထင်တယ်။ Botini score yes ပြီး Slavia Prague body နဲ့ဂူကောင်းအပေါ်ချိန်ပါတယ်3.10နဲ့ပေးထားတယ်ဆိုတော့ဂူကောင်းအပေါ်ချိန်တယ်ပေါ့နော်။ကျွန်တော်ဗီဒီယိုတရက်ကျူလုပ်ထားရတယ်ညီကိုရေ။ခြေတွေအများကြီးပြောင်းလဲဖြစ်နေတယ်ပေါ့နော်။ကျွန်တော်ညီကိုရအပေါင်းပြချပါပဲဒီနေ့အစောဆုံးပွဲနဲ့နှစ်ပွဲဆော့သွားတယ်ပေါ့နော်အဲထဲမှာတော့ ဒါကျွန်တော်တို့ကိုင်းတဲ့ပွဲကတော့ကျွန်တော်ကြီးရှုံးသွားတယ်ပေါ့နော်ကြီးရှုံးတာအများကြီးတော့ရှုံးမလို့တော့မထင်ဘူးအဲဂူပေါင်းအောက်ကတော့မှန်သွားတယ်ဘာစီလိုနာစစ်ပွဲပေါ့နော်ဘာစီလိုနာဘော်ဒီမှန်တယ်ပြီးလို့ရှိရင်ဂူပေါင်းကြီးကကျွန်တော်အောက်လို့ပြောမယ်ဂူပေါင်းအပေါ်ဖြစ်သွားတယ်ပေါ့နော်နောက်ထပ်ပွဲစဉ်တွေလည်းအများကြီးကြံနေပါတယ်ညီကိုကျွန်တော်အားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အကောင်းပြကြပါလေရတော့